အိမ်ထဲဖောက်ထွင်းဝင်လာတဲ့သူခိုးကိုတောင်ကိုရီးယား K-pop အဆိုတော်နာနာနဲ့သူ့အမေကပြန်ခူခံဖမ်းချုပ်ပြီးရန်လတ်အပ်ခဲ့တယ်လို့တောင်ကိုရီးယားသတင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ဂူရီမြို့မှာရှိတဲ့နာနာရဲ့အိမ်ထဲအသက်30ပိုင်းအရွယ်အမျိုးသားတဦးဖောက်ထွင်းဝင်လာပြီးနာနာတို့သားအမေကိုလက်နက်ပြချင်းချောက်ခဲ့ပါတယ်။ဒါပေမဲ့အသက်34နှစ်အရွယ်နာနာနဲ့သူ့အမေကရဲရီရောက်လာတဲ့အချိန်အထိသူခိုးကိုဖမ်းချုပ်ထားနိုင်ခဲ့တယ်လို့နာနာရဲ့အေဂျင်စီကသတင်းမီဒီယာတွေကိုပြောပြပါဗျာ။ ယုံရင်ဆန်ခတ်ဖြစ်ချိန်မှာတော့သူ့အမေတတိမေသွားခဲ့ပြီးနာနာယိုးအမေပါဆရာဝန်နဲ့ပြခဲ့ရတယ်လို့ယုံဟတ်သတင်းဌာနမှဖော်ပြထားပါတယ်အိမ်ထဲဖောက်ထွင်းဝင်လာတဲ့သူခိုးကတံဖိုးကြီးပစ္စည်းတွေခိုးဖို့စ조사ခဲ့တာဖြစ်ပြီးချင်းချောက်လူရက်မှုဆွဲချက်နဲ့သူ့ကိုရဲကထိန်သိမ်းထားတယ်လို့တံခိုးကြီးရထောက်လိုင်းကြီးတမားတူက AFP သတင်းဌာနကိုပြောပြပါဗါးအဲ့ဒီတန်တရားတရားခံဟာအိမ်ထဲကိုဖောက်ထွင်းဝင်လာခဲ့အပြီးမှာနာနာကိုရိုးသူ့အမေကိုပါချင်းချောက်ငွေတောင်းခဲ့တယ်လို့ဆိုပါတယ် အဲ့ဒီလူကိုချုပ်ထားအပြီးမှနာနာတို့ကရဲကိုလှမ်းခေါ်ခဲ့ပါတယ်။အဲ့ဒီလူလည်းဆွေးကုခန်းဖို့ဆွေးရုပ်ပို့လိုက်ရတယ်လို့တရင်ဌာနတွေကပြောပါတယ်။နာနာဟာ2009ခုနှစ်မှာ After School ဆိုတဲ့ K-pop အမျိုးသမီးဂီတအဖွဲ့နဲ့အတူလူကြိုက်များရေပန်းစားလာခဲ့ပါတယ်။လက်ရှိမှာသူတို့အဖွဲ့ဆက်မဖြောဖြီတော့ပေမဲ့နာနာကတော့ပြီးခဲ့တဲ့ဆက်စုနှစ်အတွင်းတရုတ်ဆောင်တအူအထိလူကြိုက်များလာခဲ့ပါတယ်။2019ခုနှစ်ကထုတ်လွှင့်ခဲ့တဲ့ Kill It နဲ့ Justice အပါအဝင် ရုပ်မြင်သံကြားဇာတ်လမ်းတွဲအတော်များများမှာနာနာပါဝင်တရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီဇာလန်တွဲနှစ်ခုစလုံးကရာဇဝတ်မှုဒရမာဇာလန်တွဲတဲ့ဖြစ်ပါတယ်စက်တမလာတုံးကနာနာရဲ့ပထမဆုံးတကူတော်တကူတော်တချင်းအယ်ဘမ်ထွက်ခဲ့ပါတယ်နာနာရဲ့တတိကိုတော့ပရိသတ်တွေကချီးကျူးနေကြပါတယ်